ချန်ပီယံခီးအတွက်မန်ချက်စတာယူနိုက်တက်ကိုရှောင်းမတွန်းနဲ့အားလုံးပဲမိလာပါဗျာဘလုံးစတာချန်နယ်နေ့ကနေပြောလေးကြိုးလိုက်ပါရင်ပရီးမီယာလိဆိုတာကတပွဲနှစ်ပွဲနဲ့နေဆုံးဖြတ်လို့ရတာမဟုတ်ပဲ38ပွဲလုံးကအရင်ကြီးတဲ့မာရသွန်ပြိုင်ပွဲဖြစ်ပါရင်ရာသီအစမှာဘလုံးပုံစံနဲ့ပဲတာထွက်ခဲ့ပါစေအရှင်ရလာတဲ့အခါမှာရလက်ကောင်းအနေနဲ့ပုံစံကောင်းတွေကိုထိန်းထားနိုင်ရင်ရာသီကုံမာယီမန်ချက်ကိုရောက်ရှိနိုင်ပါရင်မန်ချက်နိုင်တဲ့ရဲ့ဒီရာသီအစမှာကစားမအသစ်တွေအစားမချသေးတာကြောင့်ရုံးကန်မှုတွေများပြနေခဲ့ပါရင် ဒါပေမဲ့လည်းဂိုသမားတစ်လင်းဆန်နီလန်စမန်ပွဲထွက်လာခဲ့ပြီးတဲ့နောက်ပိုင်းယူလိုက်တက်ကလည်းလိုအပ်ချက်တော်တော်များများပြည့်စုံသွားခဲ့ပြီးနိုင်ပွဲဆက်နေတဲ့အသင်းအသင်းပြန်ဖြစ်လာခဲ့ပါရင်အော်တိုဝါနိုင်ငံဘေးရမတိုင်ခင်ဆန်နလန်ကိုအနိုင်ရရှိခဲ့တဲ့ယူနိုက်တက်ဟာပြီးခဲ့တဲ့အပတ်မှာ FET သွားပြီးချန်ပီယံလီဗာပူးကိုအနိုင်ယူခဲ့ပါရင်ဒီဘက်မှာလည်းဘယ်တော့မှမနိုင်ခဲ့ဘူးတဲ့ Brighton ကို Old Trafford မှာ4-2နဲ့အနိုင်ယူရင်ယူနိုက်တက်တို့သုံးပွဲဆက်နိုင်ပွဲကိုရှာဖွေနိုင်ခဲ့ပါရင်ယူနိုက်တက်အတိုင်းစစ်အတစ်ကအလုပ်ဖြစ်နေခဲ့ပြီးပွဲတိုင်းလိုအပ်တဲ့အသွင်းကိုရရှိနေတယ်လို့ဒီဘက်မှာလည်းကွန်ညာနဲ့အန်ဘူမိုတို့အပြင်ကန်စမဲတို့ကပါပါဝင်အားဖြည့်ခဲ့ပါရင် ။နောက်ကြချီပါကိုရီပြန်ပြီးရတဲ့အားနဲ့ချက်ကိုဒစီတစ်ပိုင်းပဲကာကွယ်နိုင်သေးတယ်ဆိုပေမဲ့ United တို့ပုံစံကောင်းကိုတော့ထိန်းထားနိုင်တော့ဖြစ်ပြီးနောက်ဆုံးမှာအနိုင်ရလဲထွက်ပေါ်ခဲ့ပါတယ်။ဒီဘက်မှာပြန်ပြန်ကြီး6တင်းဖြစ်ကြတဲ့လဘောင်းနဲ့ချဲစီတို့ရှုံးပွဲကြုံလေးလိုက်ရတာက United အတွက်ကံကောင်းခြင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီနေ့ကအခုဆိုရင်အဆင်လေးနေရာတိရောက်ရှိနေပြီအဆင့်တအာဆင်နယ်နဲ့ယာယီ၃မှတ်ပဲကွာရတာကြောင့်လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ဆိုနိုင်ပါတယ်ဒီလိုထူးချဲ့ခြေစားတဲ့ United တို့တပွဲတပွဲပဲတက်တောက်တက်တာကစားနိုင်တာမို့ချန်ပီယံလမ်းကြောင်းအတွက် short တက်လို့မရတဲ့ချန်ပီယံလောင်းအသင်းအသင်းဖြစ်လာနေပါတယ်ကြီးစုပေးကြတာကျေးဇူးတင်ပါတယ်